တတရဲ့တောက်ကြဧပြီလငလင်ဒေတာမိုးလေဝသလေလာခမ်းမန်းချက်တူစတင်တည်ဆက်တော့မှာဖြစ်ပါတယ်ဒီကနေ့မနေ့6နာရီအချိန်ဂျိုလူကပေးပို့တဲ့ပုံနေရဘင်္ဂလားပင်လယ်မှာဖြစ်ပေါ်ခဲ့တဲ့လေဖျားနေရနဲ့လေဆိုင်ဝဲဟာပြက်ပြဲသွားတာကိုကျွန်တော်တို့တိုင်းတာစစ်တွေကပေးပို့တာတွေ့ရပါတယ်အဲဒီလိုပြက်ပြဲသွားပြီမဲ့လည်း အိန္ဒိယသမုဒ္ဒရာကလာတဲ့လေစီးကြောင်းဟာမြန်မာပြည်ကို တိုးဝင်သလိုပဲဟိမဝတာတောင်နှောင်းဘက်ကိုဆက်လက်တိုက်ခတ်တာတွေ့ရပါတယ်ဒီနေအထားကြောင့်မလို့ကျွန်တော်တို့မြန်မာပြည်ရဲ့ကောင်းငင်ကိုကြည့်လို့ရှင်တိမ်အနေနဲ့ကပင်လဲပြင်းတဲ့အကြီးဆက်လက်ပြီးတော့အများကြီးရှိနေပြီးတော့မြန်မာပြည်ကောင်းငင်အမြင့်ကိုလည်းဖြတ်ပြီးတော့တိမ်နေသွားနေတာတွေ့ရပါတယ် ဒီတိမ်အမြင့်နေရာမိုးတိမ်တောင်အမြင့်ဖြစ်တဲ့အကြောင်းမလို့ကျွန်တော်တို့အပေါ်မှာပုတ်တိုက်ခြင်းတွေဖြစ်ပြီးတော့လျှက်စစ်ထုတ်လုပ်မှုတွေကြောင့်မလို့မိုးထစ်ချုံတာနေကြားရတဲ့အပြင်ကိုမြေပြင်ကိုလည်းမိုးကြိုးပစ်ချခြင်းတွေကြုံတွေ့နိုင်ရလို့အထူးသတိထားဖို့လိုပါတယ်ကျွန်တော်တို့ငွေရဖွဲတဲ့စစ်တင်တဲ့တိုင်းတဲ့အခါမှာမြမအပြီးပေါ်ရောက်နေတဲ့တိမ်တွေကို တိုင်းတာတဲ့အခါမှာဒီနေ့မနေ့6နိုင်မှာဆိုရင်မွန်ပြည်နယ်တနင်္လာရီတိုင်းရခိုင်ရိုးမအောက်ပိုင်းပဲခူးတိုင်းနောက်ပိုင်းမကွေးတိုင်းမန္တလေးတိုင်းနဲ့စကိုင်းတိုင်းတို့မှာမိုးရွာသွန်းနေတာကိုမိတ်ဆွေတို့တွေ့ရှိရမှာဖြစ်ပါတယ်ထို့အတူပဲကချင်ပြည်နယ်မှာလည်းမိုးရွာသွန်းနေပါတယ်နေ့လယ်7နိုင်ရောက်တဲ့အခါမှာဆိုလို့ရှိရင်တော့အေယာဝတီတိုင်းရန်ကုန်တိုင်းအောက်ပိုင်းမှာစတင်ပြီးတော့ မိုးရွာတို့ပဲပြီပောင်းဝင်းကျင်မှာမိုးကြနိုင်ပါတယ်မန္တလေးတိုင်းအထက်ပိုင်းရှမ်းပြည်နယ်မှာမိုးကြသလိုပဲချင်းပြည်နယ်မှာလည်းမိုးကြနိုင်တဲ့အနေအထားကိုကျွန်တော်တို့ခံမှန်းချက်တွေကတွက်ထုတ်ပေးပါတယ်ကချင်ပြည်နယ်မြောက်ပိုင်းမှာမိုးရွာနေပါတယ်ညနေ6နာရီရောက်တဲ့အခါမှာဆိုရင်တော့ပင်လယ်ပြင်ကလာတဲ့တိမ်ငွေ့ရဲ့ငွေ့ရည်ဖွဲ့မှုကျပြန့်လာပြီးတော့ အေရဒီတိုင်းအောက်ပိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအောက်ပိုင်းပဲခူးတိုင်းအထက်ပိုင်းနေပြည်တော်ဖြူပြည်နဲ့နေပြည်တော်အထက်မှာမိုးအနှဲငယ်များနေတာတွေ့ရပါတယ်ထို့တူပဲမန္တလေးတိုင်းမှာလည်းဆက်လက်ပြီးတော့မိုးကျနေသလိုရှမ်းပြည်နယ်ချင်းတောင်တန်းအောက်ပိုင်းရခိုင်အထက်ပိုင်းစကိုင်းတိုင်းအလယ်ပိုင်းကချင်ပြည်နယ်မှာမိုးဝဲများကျတင်နိုင်တဲ့အနေအထားကိုတွေ့ရပါတယ်ည7နာရီရောက်တဲ့အခါမှာတော့ မန္တလေးတိုင်းနဲ့စကိုင်းတိုင်းမှာမိုးဆက်လက်ရွာသွန်းပြီးတော့မန္တလေးတိုင်းနဲ့နေပြီးတော့ကြားမှာမိုးကျနိုင်တဲ့နေသားရှိပြီးတော့ရခိုင်ပြည်နယ်စစ်တွေဘက်မှာမိုးရွာသွန်းနိုင်တယ်လို့ပဲကချင်ပြည်နယ်မှာနေရာကွက်ပြီးတော့မိုးကျနိုင်တဲ့နေသားတွေ့ရပါကျွန်တော်တို့ဒီမိုးဟာဘလောက်ကြာနိုင်တယ်လို့တွက်မယ်ဆိုရင်ရက်လိုက်နေနဲ့တွက်မယ်ဆိုရင်စနေနေ့စနေနေ့ဧပြီလမှာဆိုလို့ရှိရင်တော့ ERD တိုင်းမှာ အဝါရောင်ဆိုတာတတိထားရမယ်မိုးရရင်တိတသမ၄လမအထိရွာသွန်းနိုင်သလိုပဲရခိုင်ရိုးမတောင်တန်းချင်းတောင်တန်းမှာမိုးရွာတယ်ပဲခူးတိုင်းအထက်ပိုင်းနေပြီးတော့ကြာပြင်းနယ်ရှမ်းပြင်းနယ်မန္တလေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းကချင်ပြင်းနယ်မှာမိုးရွာနိုင်တဲ့အနေအထားတွေ့ရပါတယ်73ရက်နှစ်ကြောက်တဲ့အခါမှာတော့ မိုးရေကြိမ်ပိုများလာပါတယ်အထူးသဖြင့်ငလျင်ဒေသဖြစ်တဲ့သခိုင်းမန္တလေးနဲ့နေပြည်တော်ကြားမှာမိုးရေကြိမ်တတမ၄လမအထိရွာသွန်းနိုင်တဲ့အနေအထားတွေ့ရပါတယ်ဒီပုံရဆိုလို့ရှိရင်တော့ခမန်းစစ်လီပေးတဲ့ပုံရဆိုရင်တော့ချင်းပြည်နယ်မကွေးတိုင်းထက်ပိုင်းကယားပြည်နယ်ရှမ်းပြည်နယ်အောက်ပိုင်းရှမ်းပြည်နယ်အလပိုင်းတစ်ခုလုံးမှာနေရာကွက်ကြား မိုးရွာသွန်းနိုင်တဲ့အနေအထားရှိသလိုပဲပဲခူးတိုင်းအထက်ပိုင်းမှာလည်းမိုးရွာသွန်းနိုင်သလိုပဲကရင်ပြည်နယ်မွန်ပြည်နယ်သင်းနိုင်တိုင်းမှာဆက်လက်ပြီးတော့မိုးရရှိနိုင်ပါတယ်။ဒါမဲ့တနင်္လာနေ့14ရက်နေ့မှာတော့ပုံမိုးပြီးတော့နေရာစိတ်စိတ်မိုးရွာသွန်းနိုင်ပါတယ်။အဲ့ဒါကတော့မြန်မာပြည်တစ်ခုလုံးဖြစ်ပါတယ်။အထူးသဖြင့်အဝါရောင်ပြတဲ့ဒေသတွေဖြစ်တဲ့ချင်းတောင်တန်းရခိုင်ပြည်နယ် နေပြည်တော်မကွေးတိုင်းမှာတော့မိုးအနှဲငယ်လာရွာပြီးမဲ့လေမန္တလေးတိုင်းသခိုင်းတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ကယားပြည်နယ်ကချင်ပြည်နယ်မွန်ပြည်နယ်နဲ့ပြည်နယ်တိုင်းမှာဆက်လက်ပြီးတော့မိုးများနိုင်ပါတယ်။ဒါမဲ့15ရက်နေ့အင်္ဂါနေ့ဧပြီလမှာတော့ကျွန်တော်တို့အထူးသတိထားရမှာမန္တလေးတိုင်းနဲ့သခိုင်းတိုင်းအထက်ပိုင်းမှာမိုးရေချိန်နှစ်လမ်းမနီးပါးဝန်းကျင်ရရှိနိုင်ပါတယ်။ဒီခုဆက်လွယ်ကုတ်ပြတဲ့အဝါရောင် ေသကြီးတစ်ခုလုံးကိုသတိထားဖို့လိုပါတယ်ကြိုတင်ပြီးတော့ပြင်ဆင်ကြဖို့ကျွန်တော်တို့ဒီနေရာကအပြည့်ပေးလိုက်ပါတယ်လာမယ့်16ရက်နေ့ပို့ထူးနေ့မှာတော့မန္တလေးတိုင်းနဲ့ရှမ်းပြည်တစ်ခုလုံးဆက်လက်ပြီးတော့မိုးရွာသွန်းသလိုပဲနေပြည်တော်မှာလည်းဆက်လက်ပြီးတော့မိုးရွာသွန်းနဲ့ပြည်အောင်တိုင်းအောက်ပိုင်းရန်ကုန်တိုင်းအောက်ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်တနင်္လာရီတိုင်းမှာနှစ်လက်မနီးပါမိုးကွက်ကြား ကြနိုင်တဲ့အနေအထားကိုတွေ့ရပါတယ်။ကျွန်တော်တို့ထူခြားချက်ကတော့ကျွန်တော်တို့ဘာလို့သတိထားရမလဲဆိုလို့ရှိရင်မြန်မာပြည်အထက်ပိုင်းမှာလေဒုရှုပ်ထွေးမှုဖြစ်နေပါတယ်။73ရက်14ရက်15ရက်မှာဆိုလို့ရှိရင်တော့ဒီနေရာမှာလေဒုရှုပ်ထွေးမှုကြောင့်မလို့အချို့နေရာတွေမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်။ကျွန်တော်တို့တင်ပြချက်တွေကို data နှေးတဲ့ data တွေအတွက်ကိုသက်ထွေးနိုင် Telegram နေပြီးတော့ကျွန်တော် download ယူပြီးတော့မှာ ရာဟိတလုပ်ငန်းလုပ်နေတဲ့လူတွေငလင်ဒေသကလူတွေကို အတိပေးဖို့အတွက်ဖလှယ်ပေးကြပါရှယ်ပေးကြပါလိုအပ်တာများကိုလည်းကျွန်တော်တို့ဒီဗီဒီယိုအောက်မှာလာရောက်မေးမြန်းနိုင်ပါတယ်ကျေးဇူးတင်ပါတယ်